Star Center Team ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Star Center Team ရဲ့ Horrible Series အစီအစဉ်ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှလည်းကျွန်တော်ကကျွန်တော်ရဲ့ပရိသတ်များကိုဆိုင်ယက်ဆရာနဲ့နယ်ရဲ့ကာရာမာဆော့ညီပုံများဆိုတို့လေးကိုအပိုင်းသုံးအနေနဲ့ဆက်လက်ပြီးတော့တက်ဆက်ပေးကြပါတယ်တကယ်ဆိုရင်တော့ဒီအပိုင်းကကျွန်တော်နာနေမှာတင်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒါပေမဲ့လည်းရှေ့ရက်တွေကကျွန်တော်မဖတ်နိုင်ခဲ့ဘူးပေါ့နော်ဒါကြောင့်မလို့အင်ကာနဲ့ဖြစ်သွားတာပါအင်ကာနဲ့တောင်တင်အောင်ရမလားတော့မသိဘူးပေါ့နော် အဲ့လို့ဆိုကျွန်တော်ကအခုမှစပြီးဖတ်တာပေါ့အခုက9နာရီရှိပြီပေါ့နော်ညနေ9နာရီပေါ့အဲ့လိုမဲစောင့်ပြီးနားထောင်ပေးရတဲ့လည်းကျေးဇူးအထူးပဲတင်ပါတယ်ကျွန်တော်ကလည်းရှေ့ရက်တွေကအဆင်ပြေဖြစ်တော်လို့ပါနော်ဒါကိုလည်းနားလိုက်ပေးကြပါကဲဒါဆိုရင်အစီအစဉ်ကိုစလိုက်ကြပါမယ်အပိုင်း၃မှာကိုဘာရဘလို့ဆက်ဖြစ်ကြအောင်မလဲဆိုတော့အခုပဲစလိုက်ကြအောင်နော်တော့ဒုတိယအင်အားနဲ့ဒုတိယမိသားစုလင်းနေတဲ့အရွယ်မိတ္တရာကိုလက်လက်တင်တဲ့တပြိုင်နဲ့ချက်ချင်းဆိုတော့ပင်ကာရာမာစော့သည်ဒုတိယကျအင်အားပြုလေသည် သူဤဒုတိယအင်နောက်သက်သည်ရှင်းနှင့်များရှိကြသည်သူသည်ဒုတိယဇနီးဆိုဖီးယားကိုယေဟိုဒီများနှင့်ဆက်တူလောက်ကင်သောလုပ်ငန်းကိစ္စတစ်ခုဖြင့်အခြားပြည်နယ်တစ်ခုသို့သွားရောက်ခြင်းရယူခဲ့လေသည်ဆိုဖီးယားမှာလည်းငယ်ရွယ်သောမြေသမီးကလေးတစ်ယောက်ဖြစ်သည် ကာရာမာဇော့သည်အသောအဆများပြီးဗရန်မတနေထိုင်တော်လဲသူသည်ငွေပင်ဝင်ရင်းများတဲ့ဝင်ကသူ၏လုပ်ငန်းများကိုကအမဲတစီအောင်မြင်အောင်လှောက်ဆောင်နိုင်ပေသည်သောသောသူ၏လောက်ထောင်းလုံးနည်းများကလည်းအမဲတစီတင်ပြင်းနှင်းကြပါသည်ဆိုဖီးယားမှာ ိဘမဲ့ကလေးဖြစ်သည်မထင်ရှားသောတင်းထောက်ဆရာတူ၏သမီးဖြစ်သည်တူမတွင်စမျိုးညာတိမရှိပါတူမသည်ချမ်းသာကြွယ်ဝသောဘဇိုကြီးကတော်မော်ဆုံးမကြီး၏အိမ်တွင်ကြီးပြင်းခဲ့ရသည်ဘဇိုကြီးကတော်သည်တူမ၏ကျေးဇူးရှင်တူဦးဖြစ်သလိုတူမကိုနှိမ့်ဆက်ညှင်းဆဲသူတူဦးလည်းဖြစ်ပေသည်အသေးစိတ်ဖြစ်ဖြစ်သည်များကိုမူကျွန်တော်မသိပါသို့တော့ကျွန်တော်ကြားသိရသည်မှာမူတိမ်မဲနူးညံ့သောမိမရကလေးမကလေးသည်တကြိမ်တွင်မူမော်ဆုံးမအဖွားကြီး၏တပဝူတဆူဆူတန်ကိုမခံနိုင်သဖြင့် ကျိုးဆက်ချတဲ့ရဲ့ပင်ကျိုးစားခဲ့သည်ဟုဆိုသည် အမှန်တော့အဖွားကြီးသည်စိတ်သက်ဘောမကောင်းရှိတော့မဟုတ်ပါသို့တော့တုံးမသည်အပြင်းထူသောမိမကြီးတယောက်တော့ဖြစ်သည်ကာရာမာဇော့သည်မိမငယ်ကလေးကိုလက်ထောက်ခွင့်ပြုရန်တောင်းဆိုသည်သူ့အကြောင်းစောင့်ဆန်းမင်းမြတ်မှုပြုလုပ်ပြီးညှင်းဆက်လိုက်သည်ထို့အခါသူသည်ပထမကျင်းသောအတိုင်းပင်မိမငယ်ကလေးမကလေးကိုခိုးရလိုက်ရန်ပြောသည်မိန်းကလေးသည်သူ့အကြောင်းကိုသာအချိန်မီသိရှိခဲ့လျင်မိသည်နည်းနည်းမြသူ့ကိုလက်ထက်ချင်မီမဟုတ်ပေသို့တော့ ကရာမာဇော့၏အတိတ်ဇာလန်သည်အခြားပြည်နယ်တစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ထို့အပြင်၁၆နှစ်အရွယ်မင်းကလေးတစ်ယောက်သည်ဘာကိုသိရှိနိုင်မှမည်နည်းသို့မှသည်အေဖွားကြီးနှင့်နေမိအစားမြစ်ထဲသို့သာခုန်ချလိုပဲလိမ့်မည်ယင်းသို့ဖြင့်ကန်ဆုံးမကလေးသည် ကျေးဇူးရှင်မကြီးလက်မှနေ၍ကျေးဇူးရှင်ကြီးလက်သို့ကူပြောင်းလိုက်လေတော့သည်ဒီလိုချင်းတွင်ကကရာမာဇော့သည်ချူတပြားများမရရှိပါဘိုးဇိုကြီးကတော့သည်ဒေါသပုံထပြီးသူတို့ကိုဘာမှမပေးပါ ဘလုံးမှလည်းအဆက်အသွယ်မလုပ်တော့ပါကာရာမာဇော့ကလည်းဘာတစ်ခုရကောင်းစေဟုသဘောမထားပါအကြောင်းမှာသူဒီအပြစ်ကင်းစင်တော့မမငယ်ကြီးအလှတွင်အထူးပင်ဆွဲလန်းညှိတွင်နေတော့ကြောင့်ဖြစ်သည်။သူမ၏အပြစ်ကင်းစင်တော့အသွင်မူကသူ့လိုကာမဂုဏ်ကျူးသူတရားအပေါ်တွင်များစွာမှလွန်မှုခြင်းဖြစ်တော်သည်။ကာရာမာဆော့သည်ထိုချင်းအထီးခက်ကြက်အလှများကိုသာတတ်မှတ်ခဲ့သူဖြစ်သည်။အဲ့ဒီအပြစ်ကင်းစင်တဲ့မျိုးလုံးလေးတွေဟာအဲ့ဒီအချိန်အဲ့ဒီအချိန်တုန်းကကြုံသေးကိုဓာတ်နဲ့ခွဲလိုက်သလိုပါပဲဗျာဟု သူဒီနောင်ခေါင်များတွင်သူ့ဝတ်ဒီအတိုင်းဘဝတမှုရေကပြန်လည်ပြောဆိုလေးရှိသည်သူတို့စေလဲသူလိုရမတ်တနာအာကြီးသူတို့အဖို့အပြစ်ကင်းစစ်တော့အလာဒီလဲကမ္မကွန်ခံစားမှုတစ်ခုသာဖြစ်တော်သည်သူမကို ချူတပြားမြပပရှိပဲနဲ့လက်ထက်ခဲသည့်အလျာသူဒီသူမကိုလင်ကောင်းတရားအဖြစ်နဲ့ဆက်ဆံခြင်းမရှိပါသူမကိုကဲတင်ခဲ့ရသည့်အဖြစ်နဲ့သူမဤနူးညက်သိမ်းမှုကျုံးနယ်မှုတို့ကိုအခွန်ကောင်းရလျက်သူဒီအင်အောင်ရေးဆိုပြတရားမှုကိုနင်းချေဖျက်ဆီးတော်သည် ဇနီးဖြစ်သူဤမျက်မှောက်မှာပင်လမ်းပေါ်ကမိမတွေကိုအိမ်ထဲသို့ခေါ်လာသည်အပျော်ကျူးသည့်ပွဲကြီးများကျင်းပသည်ဖြစ်ပျက်ခဲ့သည့်များကိုအရင်တိုင်းဖော်ပြရမည်ဆိုလျင်ပထမတက်သိနိုင်ပြီးကိုချင်းတရားကြီးမှသောအစေခံကြီးဂရီဂိုရီကူဒူဇော့သည်ပထမတက္ကမကို မုံတိခဲ့တော်လဲယခုတစ်ချိန်တူမူတက္ကမတက်လေးဘက်မှမမမမရက်ခါမမမမရက်ခါအကာအကွယ်ပေးလျော်သည်တကယ်တော့သူမအတွက်သူသည် ကာရာမာဇော့နှင့်စကားများရသည် တကယ်တော့အစေခံတူအနေနဲ့မလောက်အပ်သည့်အလောက်ပင်ဖြစ်သည်တနေ့တုံမူသူသည်အပျော်ကျူးနေသောပွဲကြီးတစ်ခုကိုဖျက်သိမ်းပစ်လိုက်ပြီးမတ်ရွှေကဲများအားလုံးကိုလည်းအိမ်ထဲမှမားထုတ်ပစ်လိုက်လေသည် နောက်ဆုံးတွင်ကစဲတခွရရသောမမငယ်ကလေးသည်ငယ်စဉ်ကတည်းကပင်တလုံးချထားခဲ့ရသည့်အလျောက်အမျိုးသမီးခံစားရလေရှိသောစိတ်ဝိဒနာတစ်ခုကိုခံစားရတော့သည် တော်လက်ကြေးရများမှမိမများဖြစ်လက်ဖြစ်တာရှိသောစုံဘူးတလလိုနဘူးတလလိုငုံခွားရဲကစိတ်ဒဇဝေဒနာမျိုးဖြစ်သည်အီမီသောစိတ်ဒဇယောဂပြင်းထန်စွာဖြစ်စီသောအခါတုံမသည်စနေလုံးမမှန်ဖောက်ပြန်ရတော့သည်ဒုတိယစီလေတုံမသည် ကာရာမာဇော့အတွက်တာ200ငွေဖွာပေးခဲ့သည်အိုင်ပင်နှင့်အလက်စီဖြစ်သည်ပထမသားကိုအင်အောင်ကြသည့်ပထမနှစ်တွင်ငွေဖွာပြီးဒုတိယသားကိုနောက်3နှစ်အကြာတွင်ငွေဖွာခြင်းပင်ဖြစ်သည် သူမကွယ်လွန်သောအခါအလက်စစ်ကလေးသည်လင်းနှင့်အရွယ်သာရှိသေးသည်သို့တော်အံ့ဩစရာကောင်းတဲ့ကတော့အလက်စီသည်သူ၏မိခင်ကိုတေတေပန်တက်ဆုံတတလုံးမှတ်မိနေခြင်းပင်ဖြစ်သည်အိမက်ထဲတွင်သူ့မြင်ဖို့သည်ပမာပင်ဖြစ်သည်သူမကွယ်လွန်သောအခါတွင်ခလင်းငယ်နှစ်ယောက်သည်၎င်းတို့၏အကိုမစ်တရာနီးတို့ပင် ဖြစ်ကြရတော့သည်သူတို့ကိုလုံဝပင်မေ့လျော့ထားကြသည် ဖခင်ဤဆွပြထားခြင်းကိုခံကြရသည်အစေကံကြီးဂရီဂရိုဤစောင့်ရှောက်မှုကိုခံကြရသည်အစေကံတလျားမှပင်နေထိုင်ကြရသည် ထို့အခါတွင်သူတို့အမိကိုကျူးမင်းဆောက်ရှောက်ခဲ့သော အာနာဆက်ပြင်းထန်သည့်ဗိုလ်ချုပ်ကြီးကတော်မော်ဆုံမကြီးကသူတို့ကိုတွေ့ရှိသွားလေတော့သည်အဖွားကြီးသည်ယခုအချိန်အထိအသက်ရှင်လျက်ရှိပြီးဒေရှိနှစ်ကာလတခြားလုံးမှပင်သူတို့အမိလုံးသွားသည်ကိုမမေ့နိုင်ပဲနာကြည့်လျက်ရှိသည်သောသောအဖွားကြီးသည်ဒီရှင်းနှင်ကလာတခြားလုံးပင်ဆိုဖီးယား၏ဘဝကိုယုံကြည်ဆဲချရသောတရင်ဌာနများမှနေ၍အသေးစိတ်ကြားသိနေရသည်ဆိုဖီးယားမြေကဲ့သို့နာမကျန်းဖြစ်နေသည့်ဆိုဖီးယား၏ပတ်ဝန်းကျင်တွင် မြင်းများဆက်ဆုပ်ဖွဲ့ရာတွေရှိတီတို့ကိုကြားသိနေရသည်သူထက်နဲ့သူကံဖြစ်ရတာပဲတင်ကျေစုကန်းတဲ့အတွက်တင်းကိုဘုရားသခင်ကဒဏ်ခတ်တာပဲအဖွားကြီးကဆွေမျိုးနှိစက်များကိုရင်းတို့ပြောလို့ရှိပါသည်ဆိုဖီယာကွယ်လွန်ပြီးတုံးလာတီတီပြင်းမြသည့်နေတွင်အဖွားကြီးသည်ကျွန်တော်တို့မျိုးတို့ရောက်ရှိလာပြီးကာရာမာဇော့၏အိမ်တို့တက်တက်မက်မက်သွားရောက်သည်အဖွားကြီးသည်ကျွန်တော်တို့မျိုးတွင်နိုင်ဝဲမျက်သာနေသွားသည်အချိန်မှာညနေခင်းဖြစ်သည် ကာရာမာဇော့သည်အယံမူးမူးနှင့်အဖွားကြီးကိုထွက်တွေ့သည် အဖွားကြီးသည်ရှင်းနကလာအတွင်တွင်သူ့ကိုတစ်ချိန်တစ်ခါမှမတွေ့ခဲ့ပါအဖွားကြီးသည်ကာရာမာဇော့ကိုတွေ့မြင်တဲ့နေ့ပိုင်းနဲ့ဘာတခုံးမှမပြောဘဲသူ့မျက်နှာကိုနှက်ချက်ဆင်ပြီးတအားကုန်ရရှာလိုက်တော်သည်ဟုဆို၏ထို့နောက်သူ့စပင်ကိုလက်နှင့်ဆုပ်ကိုင်ပြီးသုံးချိန်တိုင်တိုင်ကင်ဆောက်သည်ဟုဆို၏ထို့နောက်အဖွားကြီးသည်ဘာစကားတခုံးမှမပြောဘဲကလေးနှစ်ယောက်ရှိရာအစေကံတန်လျာသို့တတမမတ်ကြီးလျှောက်သွားသည်ကလေးနှစ်ယောက်ရေမချုံမမချုံနှင့်အိုဆန်းကြီးပပတ်ရှိသည်ကိုတွေ့မြင်ရသောအခါ အဖွာကြီးသည်ဂရီဂိုရီဘားကိုလည်းတအားရိုက်ချလိုက်တော့၏ထို့နောက်ကလေးနှစ်ယောက်ကိုသူခေါ်တော်မူဖြစ်ကြောင်းကြေညာလိုက်သည်တိုတိုပြောရလျင်အဖွာကြီးသည်ကလေးနှစ်ယောက်ကို အစီကံတန်လျက်မှလက်ရှိပုံစံအတိုင်းဖြင့်ပင်ခေါ်ဆောင်သွားသည်သူတို့ကိုဆောင်တထည်ဖြင့်လွှမ်းခြုံပေးပြီးသူမအိမ်မင်းထားကြီးပေါ်သို့တင်သည်ထို့နောက်သူတို့ကိုသူမအိမ်မြို့သို့ခေါ်ဆောင်သွားသည်ဂရီဂိုရီသည်အဖွာကြီးရဲ့နေသည်ကိုဘာတခုမှပြန်ပြန်ပြောပဲ ကျုံးနံသောအစကတအုပ်ပမာခံယူသည်မြင်းထားစီတို့အဖွာကြီးသောသည်ကိုတွေ့ရသောအခါဂရီဂိုရီသည်ခေါင်းညွန့်အလေးပြုပြီးမိဘမဲ့ကလေးများကိုစားချောက်သည့်အတွက်သူမကိုဖျားသခင်ကောင်းကြီးပေးလိမ့်မည်ဟုဆိုသည်နင်းလဲအလကနယ်ပဲလုံးကြီးပဲအဖွာကြီးကမြင်းထားပေါ်မှနေပြီးဂရီဂိုရီကိုလှမ်းအော်သွားသည် ကရာမာဇော့သည်အဖြစ်အပျက်များကိုပြန်လည်သုံးသပ်ပြီးနောက်ကောင်းသက်လို့ရတခုဟုကောက်ချက်ချသည်ဘဇိုကြီးကတော့မော်ဆုံမကြီးကကလေးတွေကိုထိန်းသိမ်းဆော့ရှောက်ပြီးပြညာတင်ကြပေးသည်ကိုသူကတရားဥပဒေအရသဘောတူညီမှုပေးသည်သို့တော့အဖွာကြီးကသူ့ကိုပိုင်းရသည့်အကြောင်းကိုမူသူ့ကိုယ်ရန်လိုက်ပြီးတရင်ဖြန့်လျက်ရှိတော်သည် အေးအကြောင်းချင်းရများဖြစ်ပေါ်ပြီးနောက်မကြမ်းတမ်းတင်မိမှာပင်မော်ဆုံမကြီးလည်းကိုယ်လွန်သွားသည် သို့သောအဖွားကြီးသည်သူမ၏သေတန်းစာတွင်ကလေးများ၏ပညာသင်ကြား၏အတွက်ရူရန်ငွေတစ်ထောင်စီအမွေပေးထားခဲ့သည်သို့သောချွန်းချက်တစ်ခုတော့ရှိပေသည်အင်ငွေများကိုကလေးများအတွက်တုံးဆဲရတွင်၎င်းအရရောက်သည့်အထိဖြစ်စေရမည်အကြောင်းမှာသူမပေးထားခဲ့သောငွေသည်နေပါလာတော့လေကလေးတို့အတွက်ကများလွန်းလျက်ရှိပေသည်သို့သောလူစုံတစ်ယောက်သည် စေနာတရတရားရှိသည်ဟုဆိုလျင်မူကလေးတို့အတွက်သူ့ပစံနှင့်သူပုံမှန်ကောင်းကြနိုင်ပေသည် တည်တင်းစာကိုကျွန်တော်ကိုယ်တိုင်မဖတ်ရပါသို့တော့အဖွားကြီးတည်တင်းစာတွင်ယခုကဲ့သို့ထူးဆန်းစွာရေးသားထားကြောင်းကိုကကျွန်တော်ကြားသိရသည်အဖွားကြီး၏အဓိကအမှုဆက်ခံသူမှာပြည်နယ်မူကြီးမရတော့၏အကြီးကဲရီဖီအိုလီနော့ဖြစ်သည်သူကလူကောင်းလူဖြောင်းတဦးဖြစ်သည်သူသည်ကာရာမာဇော့နှင့်စာနာဆောင်သုံးဆောင်ဆက်သွယ်မိသောအခါကလေးတို့၏ပညာရေးအတွက်သူထံမှပတ်စံတပြားတစ်ချမ်းမှရရှိနိုင်မည်မဟုတ်ကြောင်းနားလည်သိရှိလာတော့သည်အမှန်တိုင်းမူကား ကာယမာဇော့သည်ငွေကြေးမထောက်ပံ့နိုင်ကြောင်းတိုက်ရိုက်ညှင်းဆိုခြင်းမပြုပါခြင်း။ဒီကိစ္စမျိုးတွင် သူ လုံးလို့ရှိသည့်အတိုင်းနေရွှေညာရွှေလုံနေခြင်းသာဖြစ်သည်။ထို့ဖြင့်မစ္စတာပိုလီနော့သည်မိဘမဲ့ကလေးနှစ်ယောက်၏တာဝန်ကို ခံယူတော့သည်။သူသည် အငယ်ဖြစ်သော အလက်စီကိုအထူးပင်ချစ်ခဲ့ခြင်းရှိသည်။ကလေးငယ်သည်သူအိမ်တွင်နှစ်ပေါင်းများစွာနေထိုင်ပြီးသူ၏မိသားစုတို့ဥပမာကြီးပြင်းခဲ့ရသည်။ ဒီချက်ကိုစာဖတ်သူများမှတ်သားထားစေရန်ကျွန်တော်တိုက်တွန်းလိုသည်။ထို့ပြင်မစ္စတာပိုလီနော့သည်ပြိမာမက်ကလေးနှစ်ယောက်၏တာဝန်ကိုခံယူတော့သည်။သူသည်အငယ်ဖြစ်သောအလက်စီကိုအထူးပင်ချစ်ခင်ခြင်းရှိသည်။ကလေးငယ်သည်သူ့အိမ်တွင်နှစ်ပေါင်းများစွာနေထိုင်ပြီးသူ၏မိသားစုတအုပ်ပမာကြည်ပြင်းခဲ့ရသည်။ဒီချက်ကိုစာဖတ်သူများမှတ်သားထားစေရန်ကျွန်တော်တိုက်တွန်းလိုသည်။ ကလေးတွေအနေနဲ့သူတို့ဤပညာရည်နဲ့သူတို့ဤလူလားမမှုအတွက်ပြည့်စုံတရားမည်ဆိုလျင်ထိုလူသည်အင်မတန်သဘောထားပြည့်ဝရှိဂူနာတရားရှိသောမစ္စတာပိုလီနော့ပင်ဖြစ်ပါသည်သူသည်ကလင်းများအတွက်မောက်ဆုံးမကြီးထားခဲ့သောယူဘရန်ငွေယူဘရန်ငွေတစ်ထောင်စီကို လုံးဝမထိမတော့ပဲထားသည်ထို့ဖြင့်ထုံငွေသည်ကလေးများအရရသောအခါအဆမ်းပြေရနေသောအတို့ဖြင့်နှစ်ဆဖြစ်နေပေလိမ့်မည်ကလေးတွေကိုသူ၏ကိုယ်ပိုင်ငွေဖြင့်ပညာတကြပေးသည် ကလေးတွေအတွက်ကုန်ကြသောပညာသည်စရိတ်မှရူဘန်ငွေတထောင်မကတီကို အထူးပြောပွဲရမှရှိပါ လောလောဆယ်အချိန်တွင်ကျွန်ုပ်သည်ကလေးများအေးကလေးဘဝနှင့်လူငယ်ဘဝကို အသေးစိတ်ပြောပြနိုင်မည်မဟုတ်ပါအေးကြီးသောအကြောင်းရာအချုပ်ကိုသာဖော်ပြသွားမည်ဖြစ်ပါသည်အကြီးဖြစ်သောအိုင်ဘီသည်သူတို့ဘားတွင်နေမယောမနောပဲတယောက်တည်းနေတတ်သူဖြစ်သည်သို့တော့ချက်ကြောက်တတ်သောကလေးတယောက်ကမဟုတ်ချေသူသည် ရှင်နှစ်သားအရွယ်ကလေးကပင်သူတို့ဘဝကိုနားလေသည် တို့သည်လူစဲနှင့်ကြားတဲ့တွင် နေရပြီးသူများတွေပေးကြွေးသည်ကိုစားနှင့်ကြားရသည်တို့၏အဖေသည်စကားတဲ့တွင်ထဲပြောရမည်ကိုပင်ချက်စရာကောက်သူတရားဖြစ်သည်ဤကလေးသည်ငငယ်ကလေးတွေကပင်ပညာရေးတို့ထက်မြက်ထူးခြင်းကြောင့်ပြသလျက်ရှိသည်အသေးစိတ်အချက်လက်တွေကိုမူကျွန်တော်မသိပါ ်သို့တော့သူသည်အကြမ်းမော့တကြောင်ဖြင့်အသက်၃၀နှစ်အရွယ်တွင်ပိုလီနိုမီသားစုမှထွက်ခွာပြီးမော်စကိုမြို့ရှိအထက်တကြောင်တကြောင်သို့သွားရပညာသင်ကြသည်ထင်ရှားကြကြသောကျောင်းဆက်တော်၏နေရင်တွင်နေထိုင်သည်ထိုကျောင်းဆရာမှာပိုလီနို၏ငယ်တငယ်ချင်းတဦးပင်ဖြစ်သည်တွင်အိုက်ဘေကိုတန်ပြန်ပြောသည်မှာဒီကိစ္စရံမြသည်ပိုလီနို၏ကောင်းသောစီမံမှုများပင်ဖြစ်တော်သည်အင်းများပညာများထက်မြက်သောကလေးတစ်ယောက်သည် ညာညာထက်ညက်ထိုးချွန်သောဆရာတယောက်ထံတွင် ချင်းကဲ့တင်ကြရမည်ဟု၎င်းကယူဆသောကြောင့်ဖြစ်သည်။သို့တဆေလည်းဤကလေးငယ်အထက်တကြောင်မဆောင်းပွဲအောင်ပြီးတက္ကသိုလ်သို့ရရှိသွားသောအချိန်တွင်မူပိုလီနော့ရောထိုးချွန်သောဆရာပိုလီနော့ရောထိုးချွန်သောဆရာရောဒီလောကထဲတွင် မရှိကြတော့ချေ ပိုလီနော့သည်ကလင်းနီယာအတွက်လိုအပ်သောစီစဉ်မှုများကိုပြုလုပ်မထားခဲ့သဖြင့်ရုရှားနိုင်ငံ၏မလွဲမချောင်ထားသောကျိုးနစ်စနစ်နှင့်နှောင့်နှေးကြောက်ကြောက်မှုတို့ကြောင့်ကလင်းနီယာသည်မော်ဆုံမှကြီးထားခဲ့သောအမွေများကိုရုတ်တရက်ထုတ်ယူ၍မရနိုင်ပဲရှိနေကြသည်။သူတို့၏အမွေသည်ယခုအခါတွင်ရူဘယ်2000စီဖြစ်နေလေပြီ။ထို့ပြင်အိုက်ပင်အဖို့တက္ကသိုလ်သို့ရောက်ရှိသောပထမနှစ်နှစ်သည်အထူးပင်ကျတဲ့ခြင်းရှိရတော့သည်။ ို့သည်တစ်ဖက်ကပညာသင်ကြားရင်းတစ်ဖက်ကရည်တည်မှုအတွက်ဝမ်းစာကိုခြာနေရတော့သည်ဒီကာလအတွင်းတွင်သူသည်ဖခင်ဖြစ်သူထံစာရေးပြီးအကူအညီတောင်းရန်တစ်ချိန်တစ်ခါမှစိုးပန်းခြင်းမပြုပါမာနကြောင့်လည်းဖြစ်နိုင်သည်ဖခင်ဖြစ်သူကိုမနှိမ့်မြသောကြောင့်လည်းဖြစ်နိုင်ပါသည် ဖခင်ထံမှတစုံတရာအကူအညီရနိုင်စရာအကြောင်းမရှိဟုယုံကြည်ယူဆထားသောကြောင့်လည်းဖြစ်နိုင်ပါသည် ဤကဲ့သို့သောအခြေအနေများရှိတော်လဲအိုက်ပင်သည်စိတ်ပျော်အားလျော်ခြင်းအလင်းမရှိပါအလတ်တစ်ခုမဟုတ်တစ်ခုကိုဖြစ်သည့်နင်းနှင်လောက်ဆောင်ပါသည်ပထမတွင်တနိုင်လျင်၆ပဲနေနှုန်းဖြင့်ကျူးရှင်းပြသည်ထို့နောက်တွင်ကလမ်းပေါ်တွင် တွေ့ရကြုံရသော အဖြစ်အပျက်များကိုမျက်မြင်သမားကလန်အမိဖြင့်ဝတ္ထုဇလန်များခြေတာပြီးတင်းစားတဲ့ တင်းစားတဲ့အသီးသီးတို့ပေးပို့ရောင်းချသည်ဒီဇယ်လများသည်စိတ်ဝင်စားဖို့ရဖြစ်အောင်ထိတိမိမိရည်သားထားသည်ဖြစ်သည်ဖြင့်မကြမီမှပင် အများကအထူးပင်တောက်ဆိုခြင်းပြုလာကြတော့သည်အိုက်ပင်သည်အေချက်တစ်ခုနှင့်ပင်အခြားသောကိုဝဲစာကိုရှာနေရသောကြောင်သားလူငယ်များထက်တာလွန်ချောင်းကိုပြဆုံနိုင်လေသည်မြို့တော်ကြီးများတွင်ကြောင်သားလူငယ်အများစုသည်ဖာတခိုးများထိုးခြင်းအောင်မကြိုးစားနိုင်မဲ ပြင်သစ်လိုရေးထားသောဝိထုကလေးများကိုဘာသာပြန်လိုက်ကိုချလိုက်နေဖြစ်သည်ဖြင့်စာနယ်ဇင်းတိုင်းများတိုင်းပြည်တိုင်းပြောင်းလဲနေကြရသည်အဲ့ပင်သည်အေဒါအဖော်များနှင့်ဒီကျင်းအဆက်အသွယ်ရရှိပြီးသည့်နောက်တွင်သူတို့နှင့်လုံးဝအဆက်အသွယ်မပြတ်စေတော့ပါတက္ကသိုလ်နောက်ဆုံးနှစ်မြတ်သို့ရရှိသောအချိန်တွင်ကသူသည်ထက်မြတ်သောစာအုပ်ဝိပန်းချက်များကိုရေးသားသည်ဖြင့်စာပေအတိုင်းဝမ်းမှပင်ထင်ရှားကြော်ကြားလာရတော့သည် ောတစီလည်းသူသည်စာပရိသတ်များဤကြံကြံပြန့်ပြန့်အတိမပြူခြင်းကို ခံရသည်မှာမကြခင်လေးကမှဖြစ်သည်ဤဖြစ်ပျက်များသည်အထူးပင်စိတ်ဝင်စားဖို့ရကောင်းသော အကြောင်းချက်တစ်ခုဖြစ်သည်တက္ကသိုလ်မှဘောရရှိပြီးနောက်အမွေရရှိသောယူဝန်ဝင်2000ဖြင့်နိုင်ငံခြားသို့သွားရောက်ရန်စီစဉ်နေခိုက်တွင်အိုက်ပင်သည်ဒေသင်းစာကြီးတစ်စောင်တွင်သူဆန်သောစံပါတစ်စောင်ကိုရေးသားလိုက်သည် ထိုဆောင်ပါကိုပညာတတ်များသမကတာမန်ပရိသတ်များကပင်အတိအမှန်ပြုဖတ်ရှုကြသည်ဒိဋ္ဌပိုရွထူဆန်းတီကတော့ထိုဆောင်ပါသည်သူတကြံသောဘာသာရဲ့အကြောင်းဤတထသောဆောင်းမတော်မဟုတ်ပါချေသူသည်တက္ကသိုလ်မှတဘွားသိပ္ပံဘာသာရဲ့ဖြင့်ဘောရထားခြင်းဖြစ်သည်သူရဲ့ဒီဆောင်ပါကဘာသာရေးခေါ်ယုံများအကြောင်းဖြစ်သည် ထိုအချိန်ကအထူးပင်လူပြောများနေသော အကြောင်းရက်တစ်ခုဖြစ်သည်ဤအကြောင်းရာနှင့်ပတ်သက်၍ အခြားသူများ၏အယူအဆများကိုဆွေးနွေးတင်ပြပြီးနောက်သူ၏ကိုယ်ပိုင်အယူအဆများကိုဆက်လက်တင်ပြသည်။ဤဆောင်ပါအထူးခြားချက်ကတော့ရင်းဤတင်ပြပုံနှင့်အထုတက်လည်းအံ့ဩဖွယ်ရှိသောအဆောင်သက်ဤကုန်းချုပ်ပွင့်ဖြစ်သည်။ဤဆောင်ပါသည်သူတို့ဘာရည်သားချင်းဖြစ်သည်ဟုဘာသာရေးသမားအများများကလက်ခံယုံကြည်ကြသည်။သို့ရတွင်ပိုဝေထူးဆန်းသည်ကတော့ဘာသာရေးသမားမဟုတ်သူအများများကလည်းဤဆောင်ပါသည်သူတို့ဘက်ကရေးသည်ဟုယူဆနေကြခြင်းပင်ဖြစ်သည်။ ဆောင်းဝါရဲ့သူရဲ့အမြင်နဲ့သူတို့အမြင်တူညီသည်ဟုဆိုကြသည်နောက်ဆုံးတွင်တော့လူချိုးကအီဆောင်းပါသည်ဘာမှမဟုတ်ဘဲဟာတာတစ်ခုသာဖြစ်သည်ဟုပြောဆိုကြသည်အီဆောင်းပါအကြောင်းကျွန်တော်အထုတလည်းပြပြနေရခြင်းမှာအခြားကြောင့်မဟုတ်ပါအီဆောင်းပါသည်ကျွန်တော်တို့၏နာမည်ကျော်ဖုန်းတော်ကြီးကြောင့်တည်းသို့ခရရခက်လာသောကြောင့်ပင်ဖြစ်ပါသည်ထို့အချင်းကကျွန်တော်တို့၏ကြောင့်တည်းတွင်လည်းဘာသာရေးရာခရုံးကိစ္စများသည်ရေးပဲစားလျက်ရှိတော်သည်ဆောင်းဝါရှင်၏အမိကိုသိရှိရသောအခါဖုန်းတော်ကြီးများသည် အထူးပင်စိတ်ဝင်စားကြရပြန်တော့သည်အကြောင်းမှာဆံဝါရှင်သည်ကျွန်တော်တို့မျိုးသားတအိုးဖြစ်ပြီးကာရာမာဇော့ဤတာတရာဖြစ်နေတော့ကြောင့်ပင်ဒီဒီအချိန်မှာပဲဒီအချိန်မှာပင်ဆံဝါရှင်သည်ကျွန်တော်တို့မျိုးတို့ရုပ်ချီရောက်ရှိလာပါတော့သည်အဲ့ပင်ကာရာမာဇော့သည်ထိုအချိန်ကအဖေအကြောင်းကိစ္စဖြင့်ကျွန်တော်တို့မျိုးတို့ရောက်ရှိလာရသည်ကိုကျွန်တော်စဉ်းစားရင်မရနိုင်ပါနောက်ပိုင်းတွင်ပြည်ထောင်ပေါင်း16000ကိုဖြစ်ပေါ်စေသောသူ၏လာရောက်မှုသည်ကျွန်တော်အဖို့ ထိုအချိန်ကတည်းကပင်ဘယ်လီတကူဖြစ်ခဲ့ရသည်ယခုအချိန်အထိလည်းမပြင်းရှင်းနိုင်သောဘယ်လီတကူပင်ဖြစ်သည်ဒီမြတ်အထိဉာဏ်ပညာကျွေးဝပြီးဒီမြတ်မမနာကြီးမှတော့လူရတရအနေနဲ့အင်မြတ်နာမည်ပြတ်နေသောအင်ကြီးတဲ့အင်တို့ရုပ်တရရောက်ရှိလာခြင်းမှာအန်ကြီးဘွေရတစ်ခုပင်ဖြစ်တော်သည်ဒီအိမ်မှာရှိနေသောသူဤဖခင်ကလည်းသူ့ကိုတသက်လုံးမေ့ပြထားသူတဦးဖြစ်သည်သူ့ကိုအမတ်ရခြင်းအတိမတ်ပြုခြင်းလုံးဝမရှိသူတဦးဖြစ်သည် တကယ်လို့သူကငွေကြေးတစ်စုံတရာတောင်းခံခဲ့လျင်လဲမိသည်နည်းနည်းများပေးမြသူမဟုတ်ပါ ဖခင်ဖြစ်သူသည်သူ၏သားများဖြစ်ကြသောအိုက်ပင်နှင့်အလက်စီတို့ကတနည်းတွင်အမွေတောင်းလာမည်ကိုအစဉ်အမြဲစိုးရိမ်နေသူဖြစ်သည်သို့သောယခုအခါတွင်အိုက်ပင်သည်ဤလိုဖခင်တဦး၏နေအိမ်တွင် နေထိုင်လျက်ရှိသည်တလပီနောက်တလပင် ဖြစ်တော်သည်နောက်ပြီးတော့ဖေအင်းသားတို့သည်အံ့ဩဝေရာကောင်းလာအောင်ပင်အကြောင်းပေါင်းတင့်တဲ့ အကြောင်းပေါ်တင်လျက်ရှိကြတော့သည်ဒီချက်ကကျွန်တော်ကိုယ်တိုင်မကလူအလုံးကိုပင်အားသင့်စေရပါသည်ဒီထက်တွင် ပီတာမီရူဆောလည်းပါဝင်သည်သူ့အကြောင်းကိုစစောပိုင်းကကျွန်တော်ပြောခဲ့ပြီးပြီဖြစ်သည် သူသည်ဖြိုဒါကာရာမာဇော့၏ပထမဇနီးနှင့်ဆွေးနွေးမျိုးဆက်ဖြစ်သည်သူသည်ပါရီမြို့တွင်အခြေစိုက်နေထိုင်နေရမှာထို့အချိန်ကတော်တော်မျိုးအနည်းရှိသူ၏နေအိမ်တွင်အခိုက်အတန့်များပြန်လည်ရောက်ရှိနေခဲ့ဖြစ်သည် သူသည်အိုက်ပင်နှင့်တွေ့ဆုံတည်ကြွရသောအခါအိုက်ပင်ကို အထူးပင်သဘောကျနှစ်ချက်ချင်းရှိကြောင်းကျွန်တော်မှတ်သားမိသည်အဲ့ပင်ကလည်းအပြန်လဲအနေနဲ့သူ့ကိုအထူးပင်သဘောကျနှစ်ချက်ချင်းရှိသည်အဲ့ပင်သည်ဂျပန်ရန်ခါဆိုသလိုပင်ပီတာမီယိုဆော့နှင့်သဘောတရားရေးရများကိုအကျင့်အနေဆွေးနွေးကြသည်ကောင်ကလေးမှမာနရှိတယ်သူ့ဘဝကိုသူစောင့်တည်နိုင်တယ်သူ့မှာအခုလိုပဲငွေငွေတွေရှိနေပြီးနိုင်ငံခြားကိုသူ့ဝတ်သားသူသွားနိုင်တယ်အဲ့ဒါနဲ့များဒီကိုသူ့ဘာကိစ္စနဲ့ရောက်လာရတယ်လဲသူ့ဖေးစီကိုပတ်သက်တော့အောင်လာမဟုတ်ဘူးဆိုရတော့လူတိုင်းသိတယ် ဘာဖြစ်လို့တော့ဆိုတော့သူ့အဖေကလည်းသူ့ကိုတပြားတစ်ချက်မှပြမမဟုတ်လို့ပဲနောက်ပြီးတော့ဒီကောင်ကလေးဟာအတောက်စားလဲဝါသနာမရှိဘူးအပြော်အပါလဲမမတ်မော့ဘူးဒါပေမဲ့အဖေနဲ့သားဟာအတဲကြီးကိုတည့်နေကြတယ်ဒါအမှန်ပဲကောင်ကလေးကသူ့အဖေအပေါ်မှာပြန်မမှုရှိတယ်ဆိုတာအထင်ရှားပဲအဖေကြီးဟာသူ့သားပြောတာကိုအတော်များများနားထောင်တယ် တစ်ခါတစ်ခါမှဆိုရင်အဖိုးကြီးဟာအများကြီးကိုတိမ်မွေ့ယဉ်ကျေးနေတတ်တယ်ပီတာမီလီဆော့သည်ထိုအချိန်ကကျွန်ုပ်တို့ကိုဤသို့ပင် ပြောပြတတ်သည် နောက်သောအခါတွင်မှသာအပင်ရရှိလာခြင်း၏အကြောင်းရင်းတစ်ခုကိုကျွန်ုပ်တို့သိရှိကြရတော့သည် သူ၏အကောဖြစ်သောမစ္စတာရကသူနှင့်သူဖခင်ကြားတွင်ဝန်ရောက်ဆက်စပ်ပေးပါရှင်မစ္စတာရခန့်သောကြောင့်ဖြစ်သည်အမှန်တော့အပင်သည် အကောဖြစ်သူမစ္စတာရကို ယခုအချိန်ကျွန်တော်တို့မျိုးတို့ရရှိမှပင် ပထမဆုံးလူချင်းတွဲရှိဖို့ခြင်းဖြစ်သည်ထို့သောမော်စကိုမြို့မှနေ၍ကျွန်တော်တို့မျိုးတို့သူရရှိမလာမီတွင်သူတို့ချင်းစာအဆက်တွေရှိကြသည်မတရားနှင်းပတ်သက်သောအေဂျီကိစ္စတစ်ခုကြောင့်ပင် ဖြစ်သည် စာဖတ်သူများသည် ထိုကိစ္စကိုသိမြော်သောတချင်းချင်းတွင်သိကြရလိမ့်မည်ထို့သောကျွန်ုပ်သည်ထိုကိစ္စကိုသိရှိရသည့်တိုင်အောင်ပင် အိုက်ပင်ကို နားမလည်နိုင်ရှိရသည်ကျွန်တော်တို့မျိုးတို့သူရရှိသောအကြောင်းသည် ်ဘယ်လေးတမဟုတ်ပင်ဖြစ်နေရတော့တယ်။အိန္ဒိယတွင်ကျွန်ုပ်အနေနဲ့ဖြစ်ဆက်ပြောဆိုရမည်ဆိုရင်အိုက်ပင်သည်ထိုအချိန်ကသူ၏ဖခင်နှင့်သူ၏အကိုကြားတွင်ဆက်ဆက်ဖြန့်ဖြေလျက်ရှိသည်။သူ၏အကိုသည်ဖခင်ဖြစ်သူနှင့်အကြဲကြဲမငြိမ်ွက်ဖြစ်နေပြီးဥပဒေအရတရားစွဲဆိုရပင်ပြင်ဆင်လျက်ရှိသည်။ထက်၍ပြောရမည်ဆိုရင်ထိုမိသားစုသည်ထိုအချင်းထိုကာလတွင်မှပထမဆုံးအချင်းစူးစီးတွေ့ဆုံမိကြခြင်းဖြစ်၏အချို့ဆိုရင်တရက်ကိုတရာပထမဆုံးအချင်း တွေ့မြင်ပိုးကြခြင်းဖြစ်သည်။တားငယ်ဆောင်အလတ်စစ်တယောက်သာလျင်ပြည့်ခဲ့သည့်နှစ်ကလေးကကျွန်တော်တို့မျိုးတို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။တို့ဖြင့်သူသည်အကုန်ညောက်ထံအရင်ဒီမျိုးတို့ရောက်ရှိနေသည်ဟု ဆိုရပင်မည်။အီမီသောအလတ်စီကိုကျွန်တော်၏ဝှထုကြီးတွင်တင်ဆက်ဖော်ပြခြင်းမပြုမီအီမီသောမိတ်ဆက်နေတဲ့ဘိုင်းတွင်သူ့အကြောင်းဖော်ပြရန်ကျွန်တော်မှာအခက်အခဲဆက်လုံးငယ်ကြီးဖြစ်နေရတော့သည်။သို့တော့ကျွန်ုပ်သည်သူနှင့်ပတ်သက်ပြီး ထမပြောစရာရှိသည့်များကိုတော့မလွဲမသွေပြောရမည်ဖြစ်သည်။အရေးအကြီးဆုံးတစ်ချက်ကိုတော့အရင်ဆုံးဖော်ပြရမည်ဖြစ်သည်။ရှင်ကအချမဟုတ်ပါ။ကျွန်တော်ရဲ့အနာဂတ်ဆက်လိုက်သည့်တန်နန်းရှိကြီးနှင့်ခရီးရန်ဖုန်းကြီးတစ်ပါးဖြစ်ကြောင်းဝတ္ထု၏ပထမဆုံးသောအခန်းမှပင်ဖော်ပြရပါမည်။အမှန်ပင်ဖြစ်သည်။တို့ဒီကျွန်တော်တို့အီခရီးရန်ကြောင်းတဲ့ကြီးတွင်ဂျမန်နစ်ကလေးကပင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ထို့မြတ်မကသူ့ဝတ်တက်တက်လုံးကိုလည်း ီကြောင့်တည်းကြီးမှပင်မြို့နှံထားတော်မူအခြေအနေမှာလည်းသိတထန်ရှားလျက်ရှိတော်သည်ဟုတ်ကဲ့ပါပြည်သူများခင်ဗျာဒီနေ့ရက်တက်ဆမှုကိုတော့ဒီနေရာမှာပဲရှင်းသားကုန်ပြပါကြံရှိရဲ့အပိုင်းတွေကိုလည်းကျွန်တော်ကဆက်လက်တက်ဆက်ပေးသွားပါအောင်မယ်ဒီအပိုင်းတွေကတိုးတော်မလာတော့မသိဘူးပေါ့နော်ကျွန်တော်လည်းကြားထဲမှာအခြေမရဖြစ်သွားတယ်ပေါ့ဒီတွေ့လဲအလုံးအောင်တောင်းပန်ချင်ပါတယ်နောက်ပိုင်းတွေကိုတော့တက်နေဆိုဒီထက်များအောင်တက်ဆက်ပေးပါမယ်ခင်ဗျာတကယ်ဆုံးတော့ကျွန်တော်လည်းစိတ်ဝင်စားရပေါ့နော်အဲဆက်လက်ဖတ်ချင်ပါသေးတယ်ဒါပေမဲ့လည်းကျွန်တော်အတန်ချင်နေရဒီပုံစံဖြစ်နေပြီပေါ့နော်ပြီးတော့ကျွန်တော်တခြားအလုပ်တွေလည်းရှိနေသေးရပေါ့နော် ။ဒါကြောင့်မလို့ဒီလောက်နေပဲကျင်းလာလိုက်တာပါ။အဲအချင်းကလည်းအင်ကာနစ်ဆန်နာရှင်နေပေါ့နော်။ဘာဆိုတာတကယ်ဆိုရင်အင်ကာနစ်ဆန်နာတရားမှာဆိုတော့အဲနောက်ကြနောက်ကြပေါ်တော့များတယ်ပေါ့နော်။အင်ကာနစ်ပဲတက်နေမလား။ဒါမှမဟုတ်ဘောတုံးလေးမှပဲတက်နေမလားတော့မသိဘူးပေါ့။အားလုံးပဲစောင့်နေနားထောင်ပြကြပါ။အစကနေအဆုံးအထိနားထောင်ပြခဲ့တဲ့သူတွေကိုကျေးဇူးအထူးမင်တက်ရှိပါတယ်။နောက်နေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ။ပြည့်တဲ့မြအောင်မယ်ဆေးရောက်ကိုပါလိုအပ်ဆန္ဒတွေပြည့်စုံနိုင်ကြပါစေခင်ဗျာ။